ကဘာပေါ်ကအပူဆုံးမြို့ကြီး၅မြို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကဘာပေါ်မှာအပူချိန်အမြင့်ဆုံးမြို့ကြီး၅မြို့ရဲ့စိတ်ဝင်စားဖွယ်အချက်လက်တွေကိုခြေတို့ crazy end ကနေပြီးတော့တင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ကဘာကြီးပူနွေးလာမှုနဲ့အတူအပူချိန်စံချိန်စံနှုန်းအပူနှုန်းတွေကလည်းအရင်အထက်ပိုပိုပြီးတော့မြင့်တက်လာနေတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီမြို့ကြီးတွေရဲ့အပူချိန်ဘယ်လောက်ထိမြင့်တက်နေလဲဘယ်လိုအခြေအနေတွေရှိလဲဆိုတာတွေကိုဒီနေ့ဗီဒီယိုလေးထဲမှာ ါခြေတဲ့နဲ့အတူတူလေးလာကြည့်ရှုကြည့်ကြပါဆိုလားရှင်နံပါတ်9 dialogue မြို့ otherobia 9 gain ကဘာပေါ်မှာအပူချိန်အမြင့်မားဆုံးမြို့အဖြစ်ကိုနံပါတ်9နေရာမှာရှိနေတာကတော့အီသီယိုးပီးယားနိုင်ငံကမြို့တစ်ခုဖြစ်တဲ့ဒါလော့မြို့ပဲဖြစ်ပါတယ်။ဒီမြို့ကအီသီယိုးပီးယားနိုင်ငံရဲ့ဒါလော့မီတောင်ဒေသထဲမှာတည်ရှိပြီးပြည်မြောက်အပူချိန်34.4ဒီဂရီစင်တီဂရိတ်63.9ဒီဂရီဖာရင်ဟိုက်အထိရှိပါတယ်။ဒီဒေသကလူနေထိုင်ဖို့မသင့်တော်တဲ့နေရာတစ်ခုဖြစ်ပြီးတော့ကဘာပေါ်မှာလူနေထိုင်ဖို့အခက်အခဲဆုံးနေရာတွေကတစ်ခုလည်းဖြစ်ပါတယ်။ အပူချိန်အပြင်မီးထောင်ပေါက်ကွဲမှုတွေလည်းမကြာခဏဖြစ်ပွားတတ်တဲ့အတွက် အလွန်အန္တရာယ်များတဲ့ဒေသတစ်ခုဖြစ်ပါတယ်။နံပါတ်၄ El Azizia မြို့ Libya နိုင်ငံကမ္ဘာအပူဆုံးမြို့အဖြစ်နံပါတ်၄နေရာမှာရှိနေတာကတော့ Libya နိုင်ငံက El Azizia ဆိုတဲ့မြို့ငယ်လေးပဲဖြစ်ပါတယ်။ El Azizia မြို့က Libya နိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာတည်ရှိပြီး1922ခုနှစ်မှာစံချိန်တင်အဖြစ်အမြင့်ဆုံးအပူချိန်58ဒီဂရီစင်တီဂရိတ်136.4ဒီဂရီဖာရင်ဟိုက်အထိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အဲဒီအပူချိန်ကကမ္ဘာစံချိန်အဖြစ်နှစ်ပေါင်း90ကြာရပ်တည်ခဲ့ပြီးတော့ 2012ခုနှစ်မှာကမ္ဘာမိုးလေဝသအဖွဲ့မှအရိအပူချိန်စံချိန်ကိုပယ်ဖျက်ခဲ့ပါတယ်။အရိမျိုးကဒဲကန်နာယာရဲ့အလဲဘဟုမှာတရှိပြီးလေပြင်းတိုက်ခတ်မှုနဲ့ဒဲမုံတိုင်းနေမကြာခဏဖြစ်ပွားတတ်ပါတယ်။နံပါတ်3 Dead Valley မြို့ American Nine Gang ကမ္ဘာပူဆုံးနိုင်ငံအဖြစ်ကိုနံပါတ်3နေရာမှာရှိနေတာကတော့ Death Valley ဆိုတဲ့မြို့ပဲဖြစ်ပါတယ်။ Death Valley မြို့ဟာဆိုရင်တော့ American ပြည်ထောင်စု California ပြည်နယ်ရဲ့ဒေသခံနိုင်ငံတစ်ခုဖြစ်ပြီးတော့1933ခုနှစ်မှာအမြင့်ဆုံးအပူချိန်56.8ဒီဂရီစင်တီဂရိတ်134ဒီဂရီဖာရန်ဟိုက်အထိမှတ်တမ်းတင်ခဲ့ပါတယ်။အဲဒီအပူချိန်ကကမ္ဘာမိုးလေဝသအဖွဲ့ကအတည်ပြုပြီးကမ္ဘာအပူဆုံးစံချိန်အဖြစ်မှတ်တမ်းတင်ထားပါတယ်။ Death Valley ဟာအပူချိန်အမြင့်ဆုံးနေရာတစ် ခုဖြစ်ယုံတာမကကမ္ဘာပေါ်မှာထောက်သွေးမှုအမြင့်ဆုံးနေရာတွေတရတစ်ခုလည်းဖြစ်ပါတယ်။ American နိုင်ငံဟာနိုင်ငံခြေပြုံးမှုနဲ့အတူရာသီဥတုအမျိုးမျိုးတည်ရှိနေရလည်းဖြစ်ပါတယ်။ နံပါတ်၄ Cat Philly မြို့ Tunisia နိုင်ငံကမ္ဘာအပူဆုံးမြို့အဖြစ်နံပါတ်၄နေရာမှာရှိနေတဲ့ Cat Philly မြို့က Tunisia နိုင်ငံရဲ့ဒေသခံအရတစ်ခုမှာတည်ရှိတာဖြစ်ပြီးတော့အပူချိန်55ဒီဂရီစင်တီဂရိတ်131ဒီဂရီဖာရင်ဟိုက်အထိရှိပါတယ်။အဲဒီမြို့ကနှစ်ပေါင်း4000ကျော်သက်တမ်းရှိတဲ့ဒေသခံအရရဲ့ Oasis မြို့တစ်မြို့ဖြစ်ပြီးတော့ Africa ရဲ့ရှေးအကျဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ Cat Philly မြို့ကစိုက်ပျိုးရေးနဲ့ခီးသွားလုပ်ငန်းကိုအဓိကထားလုပ်ကင်ကြပါတယ်။ နံပါတ်1 Lord Darcer မြို့ Irrenigan ကဘာပေါ်ကအပူဆုံးမျိုးဖြစ်ထိတ်ဆုံးတဲ့နံပါတ်1နေရာမှာရည်တည်နေတာကတော့ Lord Darcer မြို့ပဲဖြစ်ပါတယ်ဒီမြို့ဟာ Irrenigan ရဲ့ဒေကန်နယဒေသတစ်ခုဖြစ်ပြီးတော့2005ခုနှစ်မှာကမ္ဘာအမြင့်ဆုံးအပူချိန်အဖြစ်80.8ဒီဂရီစင်တီဂရိတ်159.3ဒီဂရီဖာရန်ဟိုက်အထိစံချိန်မှတ်တမ်းတင်နိုင်ခဲ့ပါတယ် Legendser ကကဘာပေါ်မှာအပူချိန်အမြင့်ဆုံးနေရာအဖြစ်မှတ်တမ်းတင်ထားပြီးလူနေထိုင်ဖို့မဖြစ်နိုင်လောက်အောင်ပူချိန်မြင့်မာပါတယ်။အဲဒီဒေသမှာအပင်နေတဲ့တရိစံတွေဟာအလွန်ရှားပါပြီးတော့အပူတန်ခံနိုင်တဲ့တတဝအနေငယ်သာရှင်သန်နိုင်ကြတာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ကဘာအပူဆုံးမြို့၅မြို့အကြောင်းတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ အချိန်အခါလိုက်ပြောင်းလဲနေတာတွေလည်းရှိပါတယ်။ဒါအပြင်ခြေတို့မြန်မာနိုင်ငံမှာလည်းကမ္ဘာအပူဆုံးမြို့အဖြစ်ရန်ဖန်ရန်ခါထိတ်ဆုံးကိုရောက်ရှိလာတဲ့မြို့တစ်ခုရှိပါတယ်။အဲဒါကတော့မြန်မာနိုင်ငံအလဲပိုင်းဒေသက၆မြို့ပဲဖြစ်ပါတယ်။ ချောင်းမျိုးကမကွေးတိုင်းဒေသကြီးမှာတည်ရှိပြီးပူပြင်း၆တွဲရဲ့ရာသီဥတုကြောင့်နာမည်ကျော်ပါတယ်။လက်တလုံးနေ့တွေမှာချောင်းမျိုးဟာကမ္ဘာအပူဆုံးမြို့တွေထဲမှာပါဝင်လာခဲ့ပါတယ်။ချောင်းမျိုးက AR မြင့်ရဲ့အရှိတ်ကံမှာတည်ရှိပြီးရေနံမြေတွေကြောင့်ကျော်ကြားပါတယ်။ဒီမျိုးမှာနေထိုင်သူတွေက အပူဒဏ်ကိုခံနိုင်ရရှိဖို့အတွက်ရိုးရအဝတ်စားတွေဝတ်ဆင်ကြပြီးနေကင်းဘက်မှာအရေးရတဲ့နေရာတွေမှာနားနေကြရပါတယ်။အပူချိန်မြမလာမှုနဲ့အတူချောင်းမျိုးမှာရေရှားပါမှုကျန်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ဒေသခံတွေကအပူဒဏ်ကိုဖြေရှင်းဖို့အတွက်ဘဝအခက်အခဲမျိုးစုံကြားမှာကျိုးခုံရဲနဲ့အမျိုးမျိုးကျူးစားနေကြရတာပဲဖြစ်ပါတယ်။ ရေဘူးရအားဖြင့်ခြေတရုမြန်မာနိုင်ငံရဲ့အပူချိန်အမြင့်ဆုံးအချိန်ကတော့ဧပြီလနဲ့မေလတွေမှာဖြစ်ပြီးတော့အဲဒီအချိန်တွေမှာအပူချိန်က40ဒီဂရီစင်တီဂရိတ်104ဒီဂရီဖာရင်ဟိုက်နဲ့55ဒီဂရီစင်တီဂရိတ်133ဒီဂရီဖာရင်ဟိုက်အထိမြင့်တက်နိုင်ပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံအလဲပိုင်းကမြို့တွေဖြစ်တဲ့မကွေ၊မန္တလေး၊ညောင်ဦး၊၆ပခုတ်ကူတို့မှာအပူချိန်အမြင့်ဆုံးဖြစ်တတ်တာပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့ခြေတရုကဘာပေါ်မှာအပူဆုံးမြို့၅မြို့နဲ့ တူမြန်မာနိုင်ငံချောင်းမြို့အချောင်းကိုဘိုးသူရရဝယ်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးများဤတင်ပါတယ်ရှင်